ခရီးနှစ်2025အောက်တိုဘာလ17ရက်နေ့အတွက်မိုးလေဝသခမန်းချက်တွေကိုတက်ဆက်ပေးပါမယ်ရှင်။ကျမကတော့မြတ်သူသူကိုပါ။ကမ္ဘာလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အတောင်ပိုင်းတို့တွင်မုန်တုံနေအားနှဲငယ်မှာအာသင့်တင်ရှိနေပြီးကျန်ဘင်္ဂလားပင်လယ်အုပ်တွင်မုန်တုံနေအားနှဲငယ်ရှိနေပါတယ်။ဒီနေ့ညနေတိမိုးလေဝသခမင်းကျဲအနေနဲ့ကတော့နေပြီးတော့မကွေးတိုင်းဒေသကြီး၊ကယားပင်နယ်၊ရခိုင်ပင်နယ်တို့တွင်နေရာကွက်ကြား ရှမ်းကုန်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကမ်းတိုင်းဒေသကြီးအောက်ပိုင်း AR တိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်နေရာကျကျစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာစိစိနဲ့တရင်းလိုက်တိုင်းဒေသကြီးတို့တွင်နေရာနယ်ပြားမုထေချုံရွာပြီးရွာရဲနုပေဖြစ်ပါတယ်။မြမပင်လေပြည်မှာလှိုင်းနေငယ်မှာလှိုင်းတည်တည်ရှိနေကလှိုင်းမြမှာတော့ လေးပင်မှရှိပေကန်ရှိနိုင်ပါတယ်။လက်ပြန်တွဲမိုးလေဝသခန့်မှန်းချက်အနေနဲ့ကတော့မုတ်တုံနေအားနေငယ်ရှိနေပါတယ်ရှင်။